ကနေဒါကတော့ရုရှားကျူတော်စစ်စခရေကသူ့ရဲ့ရည်တည်ချက်ကိုရှင်းရှင်းလင်းလင်းပြပြသားသားဖော်ပြခဲ့ပါတယ်။ပြောရရင်ယူကရိန်းစစ်ပွဲကလည်းကနေဒါစစ်ပွဲပါပဲ။ဒါကြောင့်ကနေဒါအနေနဲ့တုံဆိုင်မနေဘဲနဲ့လက်နက်တွေနဲ့ဘီလီယံနဲ့ချီတဲ့ငွေကြေးထောက်ဝတ်မှုတွေကိုအကူအညီပေးခဲ့ပါတယ်။ကနေဒါရဲ့ခြေလှမ်းနိုင်ကရုရှားကိုနောင်တရအောင်လို့လုပ်နေပါတယ်။ဒါကလည်းအခုမှထကူညီတာတော့မဟုတ်ပါဘူး။၂၀22ခုနှစ်ဖေဖော်ဝါရီလကတည်းကအကူအညီပေးနေကြတာဖြစ်ပါတယ်။စည်ရေးကူညီမှုတစ်ခုတည်းတင်ကိုက၄.၅ဘီလီယံကျော်လောက်ရှိပါတယ်။ ဒေါ်လာတန်ကြေးကြဆိုရင်အကျန်းအားဖြင့်3.1ဘီလီယံကျော်လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။အထူးကအနေနဲ့ကတော့လက်နက်ခဲယမ်းတွေစစ်ဘက်ဆိုင်ရာနည်းပညာတွေနေနဲ့ recurrence ကိုပို့ပေးကြတာဖြစ်ပါတယ်။ပြီးတော့ဒါကလည်းတစ်ချိန်တစ်ခါတည်းသဘောတူထားတာမျိုးမဟုတ်ပါဘူး။2029ခုနှစ်အထိယူကရိန်းကိုပံ့ပိုးပေးသွားမယ်လို့ဆိုထားပါတယ်။ဒါအပြင်ငွေရေးချေရွေးတွေမကပါဘူး။တော်ဝင်ကနေဒီယန်လီဒက်ကလည်း2022ခုနှစ်မက်ချ်လာကလေးက ကနေဒါနဲ့သူ့ရဲ့မဟာမိတ်တွေကနေတဆင့်စစ်ရေးအကူအညီပေါင်16တန်းလောက်ကိုယူကရိန်းရှေ့လမ်းစီတိုက်ရိုက်ပို့ပေးခဲ့ပါတယ်။ပြောရရင်ကနေဒါရဲ့ထောက်ပံ့မှုတိုင်းကယူကရိန်းကိုတိုက်ရိုက်ရောက်ရှိနေပြီးတော့တောင်းဆီအောင်ကူညီပေးနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ရုရှားကျူးကျော်စစ်စတင်ခဲ့တဲ့2022ခုနှစ်ကလည်းကတရံဝင်ကူညီလာခဲ့တယ်ဆိုပေမဲ့လည်းတကယ်တမ်းပြန်ကြည့်ရရင်အပြည့်အဝကျူးကျော်စစ်မဆခင်2014ခုနှစ်ကလည်းကယူကရိန်းကိုပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတုန်းကတော့အခုလောက်အကူအညီမများခဲ့သေးပါဘူးဒါတော့မှယူကရိန်းတွက်ဒေါ်လာ80တသမ1တန်းကျော်ထည့်ဝင်ခဲ့တာဖြစ်ပါတယ်ဒီငွေတော်တော်များများကိုမြေပြုတ်မိုင်းတွေဖယ်ရှားတဲ့နေရာတွေနဲ့ယူကရိန်းကာဝေးရေးတပ်တွေတက်သုံးခဲ့တာများပါတယ်ဒါအပြင်ရုရှားရဲ့ဝါလာမိုင်းတွေကိုတံပြန်တဲ့နေရာမှာလည်းဒီငွေတွေကအကျုံးဝင်ခဲ့ပါတယ်စစ်ရေးအကူအညီတွေမကပါဘူးယူကရိန်းရဲတပ်ဖွဲ့ကိုလည်းအများကြီးကူညီထောက်ပံ့ပေးခဲ့ပါသေးတယ်2015ခုနှစ်ကတည်းကယူကရိန်းရဲတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတော့ ရဲရွာရဲတပ်ဖွဲ့တွေကိုလေ့ကျင့်ပေးတာတွေနဲ့အခြေခံအကြမ်းဖက်မှုတွေကိုစုံစမ်းစစ်ဆေးတာမျိုးတာဝန်ခံတာမျိုးလုပ်ပေးခဲ့ပါတယ်။တက်ဆက်ထဲမှာပဲကနေဒါတပ်ဖွဲ့ဝင်တွေကယူကရိန်းတပ်သား4000ကျော်လောက်ကို လေ့ကျင့်ပေးခဲ့ပါတယ်။ဒီလေ့ကျင့်ရေးတွေထဲမှာစစ်မြေပြင်နီးပြူဟာတွေကနေစပြီးတော့ဘုံပြင်းနီးတွေအထိပါဝင်ပြီးတော့စစ်ရေးစွမ်းရည်ပြောက်ပြေဝလာစေဖို့နဲ့အသက်ကင်နိုင်ဖို့အတွက်လုံလောက်တဲ့ရေချင်းတွေကိုရရှိလာစေပါတယ်။ကျူးကျော်သစ္စာတော်လည်းလေ့ကျင့်ရေးမစ်ရှင်တွေကိုဆက်လက်လှုပ်ဆောင်ပေးခဲ့ပြီးတော့ အရေးကြီးတဲ့ကြွမ်းကျင်မှုတွေကိုတင်ကြားပေးခဲ့ပါတယ်။ဒါကအရင်တုန်းကကနေဒါရဲ့ထောက်ပံ့ရေးတစိ့တစ်ပိုင်းကိုဖော်ပြခဲ့တာဖြစ်ပါတယ်။အခုဆိုရင်ပို့လို့တောင်တိုးလာပါသေးတယ်။မစ်ရှင်ကိုလည်းအနည်းဆုံး2026ခုနှစ်လောက်ထိတက်တန်းတိုးထားပြီးတော့ကနေဒါလက်နက်ကိုင်း300ကျော်ကိုလည်းမြေပြင်မှာထားရှိပေးထားပါတယ်။ခြုံကြည့်ရရင်ကနေဒါဟာယူကရိန်းကိုပြီးခဲ့တဲ့နှစ်တွေမှာကတည်းကအင်တိုက်အားတိုက်နဲ့ထောက်ပံ့ပေးခဲ့တာကိုတွေ့ရမှာပါ။ဆိုတော့အခုလိုတင်းမာလာတဲ့အခြေအနေမှာရောကနေဒါအနေနဲ့ယူကရိန်းဘက်ကနေရပ်တည်သွားမှလားဆိုတဲ့မေးခွန်းက မင်းနေကြတော့မလို့တော့ပါဘူးအထူးသဖြင့်ကနေဒါဘက်ကသူ့ရဲ့တန်ချက်ကာက ACSP တွေကို ထောက်ပံ့ပေးခဲ့ပါတယ်အရင်ကလည်းပို့ပေးခဲ့သလိုအခုလည်းအစီး90လောက်ထပ်ပို့ပေးမယ်လို့ဆိုထားပါတယ်ဒီတန်ချက်ကာကတွေကပုံစံမျိုးစုံနဲ့သုံးလို့ရပြီးတော့လူနာတင်ရင်တိုက်ပွဲသုံးအင်ဂျင်နီယာနဲ့မိုဘိုင်းပြန်လည်ရယူရေးစားတဲ့နေရာတွေမှာအသုံးများပါတယ်အခုလိုမျိုးအစီအမံပြင်အကူအညီတွေတင်မကပါဘူး2024ခုနှစ်ဇူလိုင်လထဲမှာလည်း ရုရှားကိုခုခံကာကွယ်နိုင်မှုအတွက်နောက်ထပ်ဒေါ်လာ900ဘီလီယံကိုစည်ရေးကူညီအတွက်ထပ်မံပေးသွားမယ်လို့ဆိုခဲ့ပါတယ်။တကယ်လည်းသူကတိပေးခဲ့တဲ့အတိုင်းစည်ရေးထောက်ပံ့မှုတွေလုပ်ခဲ့တယ်လို့980 C စစ်အထွေထွေသုံးဆက်လက်နက်တွေ6မီလီမီတာရှိတဲ့ပစ္စတိုအလက်ပေါင်း1500နဲ့တခြားလက်နက်ပစ္စည်းပေါင်းများသောကိုပို့ဆောင်ခဲ့ပါသေးတယ်။ဒါ့ပြင်မဒါရီတင်မလုံလောက်သေးပါဘူး။အပေါ်မှာပြောခဲ့သလိုပါပဲ။ယူကရိန်းတွင်တန်ကြပ်ကာကားတွေကိုလည်းပို့ပေးခဲ့ပါသေးတယ်။ အဓိကအနေနဲ့စစ်ပွဲတစ်ပွဲမှာလက်နက်ခဲယမ်းတွေကိုပံ့ပိုးယူနေတယ်မလုံလောက်ဘူးဆိုတာကိုကနေဒါအနေနဲ့လည်းနားလည်ထားပါတယ်။ဒါကြောင့်ကာကွယ်ရေးလမ်းကြောင်းအနေနဲ့ကနေဒါနိုင်ငံထုတ်တန်ကြပ်ကာကားတွေကိုပါပို့ပေးခဲ့တာဖြစ်ပါတယ်။ဒီထဲမှာ M113 တန်ကြပ်ကာကား29စီးနဲ့ Corredi ထောက်လန်းရေးရင်64စီးလည်းပါရှိပါတယ်။ဒီလက်နက်တွေကရင်တုံးကကနေဒါစစ်တပ်မှလည်းတာဝန်ထမ်းဆောင်ခဲ့ပူပါတယ်။အခုတော့မတုံးမဲဖုံတက်နေမဲ့အစားယူကရိန်းစစ်မြေပြင်မှာမစ်ရှင်အစ်စ်တွေကိုပြန်လည်လှုပ်ဆောင်မှုအတွက်ပို့ပေးခဲ့တာဖြစ်ပါတယ်။ M113 တန်ချက်ကာကာတွေကတပ်သားတယ်ယူပို့ဆောင်ရေးအတွက်ဒီဇိုင်းထုတ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ယူကရိန်းတပ်သားတွေကိုတနေရာကနေတနေရာတယ်ယူပို့ဆောင်တဲ့နေရာမှာဘေးကင်းကင်းတယ်ယူပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ပြီးတော့ခရိုတီထောင်လန်းရေးရင်တွေကလည်းရုရှားရဲ့လှုပ်ရှားမှုတွေကိုခြေရာခံနိုင်ပြီးတော့အချက်လက်သတင်းတွေကိုလည်းစုဆောင်းရယူနိုင်မှာပဲဖြစ်ပါတယ်။ကနေဒါဘက်ကဒါတွေကိုအကူအညီအနေနဲ့ပို့ပေးခဲ့တာတော့မဟုတ်ပါဘူး။ယူကရိန်းရဲ့တိုက်ရိုက်တောင်းဆိုချက်ကိုဖြည့်ဆည်းပေးုံပဲရှိပါသေးတယ်။ကာကွယ်ရေးပိုင်းတွေမဲလားဆိုတော့မကသေးပါဘူး။ စစ်ပွဲမှာပြန်လည်ခြေပနိုင်မှုအတွက်လက်နက်ကြီးတွေကလည်းလိုပါသေးတယ်။ဆိုတော့ကနေဒါက CRV-7 ဒုံးကျည်တွေကိုလည်းပို့ပေးခဲ့ပါတယ်။2024ခုနှစ်ဇွန်လထဲမှာကနေဒါကယူကရိန်းကို CRV-7 ဒုံးဒုံးကျည်တွေကိုပို့ပေးမယ်လို့ကတိခံခဲ့ပြီးတော့စက်တင်ဘာလထဲမှာပဲဒုံးကျည်စင်းပေါင်း2160ကိုပို့ဆောင်ပေးခဲ့ပါတယ်။ဒီ CRV-7 ဒုံးကျည်တွေကတစ်ချိန်လုံးက Canadian လေတပ်က CF-18 Fighter Jet လေယာဉ်တွေနဲ့တွဲသုံးခဲ့မှုတွေဒုံးကျည်တွေဖြစ်ပါတယ်။ ဆယ်သူနှစ်ပေါင်းများစွာတင်ပြီးထားတဲ့လက်နက်တွေဖြစ်တာကြောင့်ယူကရိန်းကိုပို့ဆောင်ပေးတဲ့လမ်းမှာမတော်တဆဖြစ်မှာကိုလည်းကနေဒါဘက်ကစိုးရိမ်နေခဲ့ပါတယ်။ဒါကြောင့်မပူသေးခင်မှာပဲလက်နက်တွေကိုစမ်းသပ်ပေးခဲ့ပါသေးတယ်။ CRV 7ဒုံးကြီးတွေကအမြန်ဆုံးအရှိဆုံးနဲ့လမ်းညွန်မဲ့ဒုံးကြီးတွေကတစ်မျိုးပဲဖြစ်ပါတယ်။စေရေးကာလာတုန်းကဆိုဗီယက်ရဲ့တန်ချက်ကာကျင်တွေကိုထိုးဖောက်ဖို့အတွက်ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပါတယ်။ American Hydra 70လိုမျိုးခက်ဆင်ဆင်တူတဲ့တခြားဒုံးကျည်တွေနဲ့ရှင်မယ်ဆိုရင် CRV 7ကပိုပြင်းပိုတိကြပြီးတော့ ပိုဝေးဝေးရောက်နိုင်တယ်လို့ပိုပြီးတော့လဲထိုးဖောက်နိုင်စွမ်းရှိပါတယ်။ဆိုတော့ယူကရိန်းလက်နက်တိုက်မှာအခုလိုဒုံးကျည်မျိုးပေါင်းထည့်လာတာကယူကရိန်းတွင်နောက်ထပ်အားပါချက်တစ်ခုပဲဖြစ်ပါတယ်။အခုလိုဒုံးကျည်မျိုးရှိထားတဲ့အတွက်ရန်သူဗန်ကာရီတန်ချက်ကာရင်တွေနဲ့လေကြောင်းကာကွယ်ရေးတွေကိုတော့တိုက်ထုတ်ပစ်နိုင်မှာပဲဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ CRB 7တွေမှာ rocket motor ရှိပေမဲ့ထိပ်ဖူးတွေမရှိသေးတာဖြစ်ပါတယ်။ဆိုတော့ကနေဒါဘက်ကနောက်ထပ် rocket motor တွေပြင်ထိပ်ဖူးတွေကိုပါပို့ပေးဖို့အတွက်ပြင်ဆင်ခဲ့ပါတယ်။ ဒါရီတာအကုန်ရောက်လာခဲ့မယ်ဆိုရင်ယူကရိန်းဘက်မှာတော်တော်လေးအားပြည့်သွားမှာသိကြပါတယ်။အခုလည်းထိပ်ဖူး1300လောက်ကိုပေးပို့ထားတယ်လို့သိရပါတယ်။ CRV7 ပြင်နောက်ထပ်ရုရှားကိုကောင်းကောင်းထိုးနှက်ပေးသွားမယ်လက်နက်တမျိုးရှိပါသေးတယ်။အဲ့ဒါကတော့မြေပြင်ကနေဝေဟင်ကိုပြစ်ရတဲ့ American လို့အမျိုးသားအစစ်မြေဝေဟင်ပစ်တုံးကြီး NASAM ပဲဖြစ်ပါတယ်။ကနေဒါကယူကရိန်းကိုဒီလက်နက်ပို့ပေးဖို့ဆုံးဖြတ်ခဲ့တာကတော့ရုရှားရဲ့လုပ်ရတချို့ကြောင့်ဖြစ်ပါတယ်။ရုရှားကယူကရိန်းမျိုးပေါ်နဲ့အခြေခံအဆောက်အဦတွေကို ဒုံးကျည်တွေ drone တွေနဲ့တိုက်ခိုက်လေရှိပါတယ်။ဆိုတော့ကနေဒါကယူကရိန်းလူကြီးရေစင်တာတွေအရေးပါတဲ့အခြေခံအဆောက်အဦတွေနဲ့စစ်ဘက်ဆိုင်ရာနေရာတွေကိုကာကွယ်ဖို့အတွက်ဒီဒုံးကျည်ကိုပို့ပေးခဲ့ပါတယ်။ဒီနေရာမှာလည်းတခုရှိတာကယူကရိန်းဘက်ကဒီဒုံးကျည်တွေကိုရေးပေါ်လိုအပ်နေပေမဲ့ကနေဒါဘက်ကအချိန်မီမပို့ပေးခဲ့နိုင်ပါဘူး။မကြာခဏဆိုသလိုနောက်ကျနေခဲ့ပါတယ်။ဒါကြောင့်ဒီကိစ္စကိုလည်းကနေဒါဘက်ကအကောင်းဆုံးကြိုးစားဖြေရှင်းနေကြပါတယ်။2024ခုနှစ်နိုဝင်ဘာလ4ရက်နေ့မှာတော့လမ်းကြောင်းပေါ်ရောက်နေပြီလို့သိခဲ့ရပြီးတော့ 2024ခုနှစ်ကုန်ကန်နီးမှာတော့ယူကရိန်းဘက်ကိုရောက်လာလိမ့်မယ်လို့ဇလန်စကီကမျှော်လင့်ခဲ့ပါတယ်။ဒါပေမဲ့လည်းသူမျှော်လင့်တာထက်ပိုဆောပြီးတော့နိုဝင်ဘာလ20ရက်နေ့မှာရောက်ရှိလာခဲ့ပါတယ်။ဆိုတော့ဒီဒုံးကြီးတွေကရုရှားရဲ့အကြောက်တရားကိုဘလို့နှိုးဆော်ပေးမဲ့ဒုံးကြီးမျိုးတွေလဲ။ဒီဒုံးကြီးတွေကနော်ဝေနိုင်ငံက Cospet Defense and Aerospot ကုမ္ပဏီနဲ့အမေရိကကွေအမေရိကန်ကာကွယ်ရေးကုမ္ပဏီကြီး Redwan Technology တို့ပူးပေါင်းပြီးတော့ထုတ်လုပ်ထားတဲ့မြေပြင်ခြေဆိုင်လေကြောင်းကာကွယ်ရေးစနစ်ဒုံးကြီးတွေဖြစ်ပါတယ်။ သူတို့ကိုဝါရှင်တန် DC လိုမျိုးတန်ဖိုးကြီးပြစ်မှတ်တွေကိုကာကွယ်ဖို့အတွက်အသုံးပြုတာဖြစ်ပြီးတော့ကမ္ဘာစစ်မြေလေကြောင်းကာကွယ်ရေးစနစ်တွေကတခုလေးပဲဖြစ်ပါတယ်။ဒုံးကြီးတွေ၊ Cross ဒုံးကြီးတွေနဲ့လင်းရင်တွေအပါအဝင်ချင်းချောက်ရေးအမျိုးမျိုးကိုကြားဖြတ်ဟန့်တားနိုင်ပါတယ်။ပြီးတော့ဒီစနစ်မှာပြစ်မှတ်တွေကိုအမြန်ဆုံးထောက်လန်းနိုင်စေဖို့အတွက်ခြေရခံကွန်ရက်ရေဒါနဲ့အာယုံခံကရိယာတွေလည်းပါရှိပါတယ်။ဆိုတော့ဒီလိုမျိုးဒုံးကြီးမျိုးတွေကိုပိုင်ဆိုင်ထားတာကလည်းရုရှားတွေအတွက်ယူရိန်းကိုပြစ်မှတ်ထားဖို့ပုံမှုခက်ခဲလာစေပါတယ်။ တဆက်ထဲမှာပဲရုရှားတပ်ဖွဲ့ရီယစနစ်ကိုလည်းလက်တုံပြန်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်လေဒီတုံးကြီးတွေကရုရှားရဲ့အကြောက်တရားလို့ပြောခဲ့တာဖြစ်ပြီးတော့ရုရှားရဲ့ကျန်းလှပါတယ်ဆိုတဲ့မဟာဗျူဟာတွေကိုအตาလေးအမှုန့်ချပြနေတဲ့လက်နက်မျိုးဖြစ်ပါတယ်။တနည်းပြောရရင်ရုရှားရဲ့စုပ်ကတ်တစ်ခုလည်းပဲဖြစ်ပါတယ်။ဒီကာကွယ်ရေးစနစ်တွေကယူကရိန်းကိုအများကြီးကာကွယ်ပေးထားနိုင်ခဲ့ပြီးတော့အခြေခံအဆောက်အဦတွေကိုလည်းအရင်ကထက်ပိုပြီးတော့ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ဇာလန်စကီကိုရိုင်းကလည်းကာကွယ်ရေးတွေကိုပိုလိုအပ်တယ်လို့မကြာခဏပြောလို့ရှိသလို နှောင့်နှေးနေတဲ့အကူအညီတွေတက်လဲစိုးရိမ်မိတယ်လို့ပြောဆိုခဲ့ပါတယ်။ဒီစကားတွေကအကူအညီပေးနေတဲ့သူတွေစီကိုရောက်သွားခဲ့တဲ့ပုံပါပဲ။သူတို့အနေနဲ့အင်တိုက်အားတိုက်ပို့ပြီးတော့ပေါင်းဝင်လာကြသလိုစရဲအကူအညီတွေကိုလည်းပို့ပြီးတော့ပို့ပေးလာခဲ့ကြပါတယ်။အပေါ်မှာပြောခဲ့သလိုပဲဇလန်စကီးရဲ့စကားတွေကိုကြားပြီးတဲ့နောက်ပိုင်းမှာ CRV 7ဒုံးကြီးထိပ်ဖူးတွေကိုအမြန်ပို့ပေးခဲ့ပါတယ်။ဒါတွေကထောက်ပံ့မှုတစ်ခုတည်းနဲ့မကပါဘူး။ယူကရိန်းရဲ့ထိုးစစ်နဲ့ခံစစ်ကိုတိုက်ရိုက်ချဲ့ထွင်ထားတဲ့ဂိမ်းပြောင်းလဲတစ်ခုလည်းပဲဖြစ်ပါတယ်။ ဒုံးကျည်မော်တာတွေလိုပဲ CRV7 ဒုံးကျည်ထိပ်ဖူးတွေကအရင်တုန်းက CF18 fighter jet လေယာဉ်တွေမှာတုံးပြီးတော့စစ်တပ်ကိုယ်တော်တွေထဲမှာနှစ်ပေါင်းများစွာတင်ထားတဲ့ထိပ်ဖူးတွေဖြစ်ပါတယ်။အခုတော့ရုရှားရဲ့မညာမတာချိန်မုန်းရေးတွေပေါ်မှာယူကရိန်းဘက်ကနေရပ်တည်နိုင်ရေးအတွက်တနည်းအားဖြင့်ယူကရိန်းကာကွယ်ရေးအတွက်ပြန်လည်အသက်သွင်းနေတာဖြစ်ပါတယ်။သူတို့ကိုဒီဇင်ဘာလထဲမှာပို့ပေးခဲ့တာဖြစ်ပြီးတော့ KF ကိုမပို့ခင်အရင်ဆုံးပိုလန်ကိုပို့ပေးခဲ့တာဖြစ်ပါတယ်။ဒီထိပ်ဖူးတွေနဲ့အရင်ရှိပြီးသား rocket core တွေနဲ့တွဲသုံးမယ်ဆိုရင် တော်တော်လေးအသုံးဝင်မှသိကြပါဗျ။တဆက်ထဲမှာပဲဒါကိုရုရှားဘက်ကလိုချင်မှာတော့မဟုတ်ပါဘူး။ဒီလက်နက်တွေကခင်ဗျီလက်နက်တွေလောက်တော့တိကျတာမျိုးမရှိပေမဲ့ပြင်းထန်တဲ့ဆွမ်းအားတွေရှိခဲ့ပါဗျ။အဓိကရွေချက်ကတော့ဂျန်သူကာကွယ်ရေးကိုလွှမ်းမိုးဖို့နဲ့ကြီးမားတဲ့ပောက်ကွဲမှုအားကိုသုံးပြီးတော့ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေဖို့အတွက်ပဲဖြစ်ပါဗျ။ရုရှားရဲ့အနှောက်အယှက်တွေတပ်စုတွေကိုအဓိကပိတ်မှတ်ထားနိုင်ပြီးတော့ယူကရိန်းရဲ့အခြေခံအဆောက်အဦတွေကိုဖျက်ဆီးလာခဲ့ရင်လည်းကာကွယ်ရေးအနေနဲ့တံပြန်တိုက်ဆက်ဆင်နိုင်မှာပဲဖြစ်ပါဗျ။ ခုဆိုရင်ကနေဒါဘက်ကယူကရိန်းတူလာယုံလေးစီကိုထိပ်ဖူး1300နဲ့ဒုံးကျည်မော်တာ2000ကျော်ပို့ဆောင်ပေးထားပါဗျ။ဆိုတော့ဒီပမာဏဟာရုရှားရဲ့ဆက်လက်ကျူးကျော်စစ်ကိုအကောင်းဆုံးလက်တုံပြနိုင်ဖို့အတွက်လုံလောက်တဲ့ပမာဏလို့ဆိုရမှာပါ။ရုရှားအနေနဲ့ရဟတ်ညင်တွေကိုပဲဖြစ်ဖြစ်အမြောက်တပ်တွေကိုပဲဖြစ်ဖြစ်တက်ဖြန့်ထားမယ်ဆိုရင်တော့ဒီပေါင်းစပ်မှုနဲ့သာဆိုရင်ရုရှားထိပ်တန်းယာရုတွေကိုတိုက်ခိုက်ပြီးတော့ထောက်ပံ့ပို့ဆောင်ရည်တွေနဲ့ကာကွယ်ရေးလမ်းကြောင်းတွေကိုလည်းအနှောက်အယှက်ဖြစ်စေမှာဖြစ်ပါတယ်။ ပြီးတော့ကနေဒါဘက်ကဒီဒုံးကြီးတွေကိုပို့ပေးတာကလည်းအချိန်ကိုက်လို့ပြောရမှာပါပဲ။ဘာလို့လဲဆိုတော့ယူကရိန်းနေနဲ့သူတို့ရဲ့အမြောက်လက်ကျန်တွေကိုအရေးတကြီးပြန်လဲဖြည့်တင်းဖို့လိုအပ်နေတဲ့အချိန်မျိုးမှာရောက်ရှိလာလို့ပဲဖြစ်ပါတယ်။ဒီထိပ်မှုတွေကယူကရိန်းရဲ့ mini grass လို့ခေါ်တဲ့လက်နက်တွေနေရာမှာ ပြန်လဲစားထိုးဖို့ကူညီပေးတော့မှာဖြစ်ပါတယ်။ပုံမှန် grass launcher တွေကကြီးမားတဲ့ရင်တွေပေါ်မှာတက်ဆင်ထားပြီးတော့ရွေးချားနိုင်စမ်းကလည်းအကန့်အသတ်ပဲရှိပါတယ်။ဒါပေမဲ့ mini grass တွေကတော့မတူပါဘူး။ big air truck ကားတွေပေါ်မှာတက်ဆင်ထားပေမဲ့လည်းတူညီတဲ့ BN21 Grad ကားတွေလိုမျိုးတက်ဆင်ထားတဲ့အတွက်ပိုအဆင်ပြေစေပါတယ်။စစ်မြေပြင်တစ်လျှောက်မှာပိုမြန်မြန်လွတ်တင်နိုင်ပြီးတော့ Lion ကြီးတွေလည်းဖြန့်ကျန်နိုင်ပါတယ်။ဒါကြောင့်ထိုးစစ်နဲ့ခံစစ်မှာအသာစီးကြသေးပါတယ်။ Mini Grad တွေက BN21 တွေလိုမျိုးဒုံးကြီးတွေနဲ့ဆင်ပေမဲ့ပိုသေးပြီးတော့ပိုပေါ့ပါတဲ့အတွက်ရန်သူတွေကိုပိုပြီးတော့ချိန်ကန်နိုင်စမ်းရှိပါတယ်။ဒီမှာ Mini Grad တွေစီကို CR7 CRB 7ထိပ်ခုတွေတက်ဆင်ပြီးနိုင်တဲ့အတွက်ပို့ပြီးတော့တိတိကျကျတာဂတ်ထားလာနိုင်နိုင်တော့မှာဖြစ်ပါတယ်။နောက်ထပ်လက်နက်တစ်မျိုးကတော့ကနေဒါရဲ့တနက်တွေပဲဖြစ်ပါတယ်။စစ်ပွဲမှာကလက်နက်အကြီးသေးရွေးနေလို့တော့မရပါဘူး။ဒါကြောင့်ကနေဒါကရက်သားအုံပြုတ်ွက်မရှိတဲ့စစ်ပတ်ဆိုင်ရာတုံးတနက်တွေကိုယူကရိန်းကိုပို့ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ဒီတနက်တွေကအမျိုးသမီး14ဦးတတ်ခံခဲ့ရတဲ့1နဲ့ရအထိမ့်မှန်နှစ်ပတ်လည်35နှစ်မြောက်မှာကနေဒါအစိုးရကတရားမဝင်လက်နက်တွေဖြစ်တားမြစ်ခဲ့တာဖြစ်ပါတယ်။ ဒီတားမြစ်ခဲ့တဲ့တနက်မျိုးစားပေါင်း2000ကျော်ပါဝင်ပါတယ်။ဒီတနက်တွေကိုဝမ်းနဲ့ခြေကွက်ပြရာဇန်လိုက်နေတဲ့တားမြစ်ပိတ်ပင်ခဲ့ပြီးမြေအခုယူကရိန်းရဲ့အစ်မြေပြင်အတွက်ပြန်လည်ဖွင့်လှစ်ပြီးတော့ပို့ပေးခဲ့ပါတယ်။ဒါတွေကိုကြည်ချင်းအဖြစ်လဲကနေဒါကလည်းယူကရိန်းအတွက်သူလုတ်ပေးနိုင်တဲ့လောက်လုတ်ပေးနေတယ်ဆိုတာသိတာပါတယ်။အခုလို့တင်းမာနေတဲ့အချိန်မှာရောကနေဒါအနေနဲ့ရှိနေအောင်မလားဆိုတော့အခုချိန်ဒီကနေဒါကယူကရိန်းဘက်မှာပဲရပ်တည်နေတော့မှာပဲဖြစ်ပါတယ်။2025ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာ ကနေဒါကယူကရိန်းအတွက်သူ့ရဲ့ပံ့ပိုးမှုကိုရပ်တန့်သွားမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။၂၅ကြိမ်မြောက် UDCG စီးဝေးမှာလည်းယူကရိန်းအတွက်စရေးကူညီဒေါ်လာ306တန်းပေးအပ်သွားမယ်ဆိုပြီးတော့ကြေညာခဲ့ပါသေးတယ်။အမြောက်နဲ့ခန်းစစ်စစ်ဆင်ရေးအတွက်ဒေါ်လာ139တန်းနဲ့ပြည်ရင်းစစ်မောင်းသူမယ်လင်းရင်တွေထုတ်ဖို့အတွက်ဒေါ်လာတန်း80လောက်ကိုလည်းကတိကိုပြုထားပါတယ်။ဆိုတော့အချုပ်အနေနဲ့ပြောရရင်ကနေဒါဘက်ကယူကရိန်းဘက်ကိုအဘက်ဘက်ကနေကူညီပံ့ပိုးပေးခဲ့ပါတယ်။ လက်ရှိမှာလည်းအသုံးစရိတ်ပုံမှုသုံးဆွဲဖို့ ਨੇ စစ်ရေးမှာပို့ပြီးတော့အကူအညီပေးဖို့အတွက်ဆိုင်းပြင်းနေကြပါတယ်။ကနေဒါအနေနဲ့ယူကရိန်းဘက်ကနေမမမမရက်တီပေးထားပေမဲ့သူ့ရဲ့အကူအညီတွေတနည်းအားဖြင့်စစ်လက်နက်ပစ္စည်းတွေကစစ်မြေပြင်မှာရုရှားကိုဘယ်လိုတုံ့ပြန်သွားမလဲဆိုတာစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ပြည်သက်တို့ရဲ့မြင်ကုန်လည်းကွန်မန့်မှာဖြည့်ပေးခဲ့ပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်။